မကောင်းဆိုးဝါးများစွာပုကက်ခံနေရတဲ့မောင်လင်းဖြူအခုပြောပြပေးမယ့်ဇလန်းလေးကတော့လွန်ခဲ့တဲ့1949ခုနှစ်ကအသက်14နှစ်အရွယ်မောင်လင်းဖြူရဲ့ကိုတွေ့ဖြစ်ရလေးတစ်ခုပါမောင်လင်းဖြူကမိဘတွေဆုံးပါသွားပြီးရဲ့နောက်အတော်ဖြစ်သူနဲ့သူမရဲ့မိသားစုတွေနဲ့အတူလိုက်လံနေထိုင်ပါတယ်မောင်လင်းဖြူရဲ့အတော်ကတော့ထူးခြားဆန်းသစ်ပြီးဝိညာဉ်တွေနဲ့ပတ်သက်လို့လည်လာနေသူတဦးလည်းဖြစ်ပါရဲ့ အရာကြောင့်လဲတခါတရံမှာမောင်လင်းဖြူရဲ့အတော်ကသူ့ဘာရဲ့မိတ်ဆွေတွေနဲ့အတူဝိညာဉ်ခေါ်အစီအရင်တွေကိုလည်းပြုလုပ်တတ်ကြပါရဲ့။ဒါကိုမြင်တွေ့နေရတဲ့မောင်လင်းဖြူကတော့အတော်ဖြစ်သူရဲ့ဝိညာဉ်ခေါ်ဗုဒ္ဓားကိုအသုံးပြုပြီးတည်ဆုံးသွားပြီဖြစ်တဲ့မိဘနှစ်ပါးရဲ့ဝိညာဉ်ကိုခေါ်ယူဖို့နေ့စဉ်စူးစမ်းနေပါတော့တယ်။နေ့စဉ်ရက်ဆက်မြားဘက်တွေမှာအိပ်ပြက်ခံပြီးဝိညာဉ်ခေါ်ယူဖို့စူးစမ်းတာမို့မောင်လင်းဖြူရဲ့အပြုအမူတွေက ပုံမှန်မဟုတ်ပဲ ြောင်းလဲလို့လာခဲ့ပါတယ်။အဲဒီလိုနဲ့ရဲ့အနေငယ်အကြမှာတော့မောင်လင်းချို့ရဲ့အတော်တယောက်ရုတ်တရက်ကွယ်လွန်သွားခဲ့ရပါတယ်။မိဘတွေမရှိတော့ကလေးကအတော်ဖြစ်သူနဲ့အရင်းနှီးဆုံးနေလာခဲ့ရတာမို့မောင်လင်းချို့ကသူ့ရဲ့အတော်ကိုပြန်လဲခေါ်ယူခြင်းနေပါတော့တယ်။အဲဒီစိတ်နဲ့ပဲမောင်လင်းချို့တယောက်စိတ်ဒစအခြေအနေကိုရောက်ခဲ့ရပါတယ်။သူတယောက်တည်းရှိနေတဲ့အခြေအနေမှာ အိမ်ထဲမှာငိုတန်းတွေရဲတန်းတွေကိုချားနေရသလိုတခါတရံမှာတော့နေရံတွေတဲကနေသူ့အတော်ကသူ့ကိုခေါ်ယူနေတယ်ဆိုတဲ့အတန်တွေပါချားနေခဲ့ရပါတယ်သူ့တော်ရဲ့မိသားစုတွေကတော့မောင်လင်းဖြူကိုစောင့်ကြည့်နေခဲ့ကြပြီးတရက်မှာတော့မောင်လင်းဖြူရဲ့ခန္ဓာကိုယ်အနှံ့ဆီယာကုတ်ရာတွေကိုပါသတိပြုမိခဲ့ကြပါတော့တယ်မောင်လင်းဖြူရဲ့ပုံစံအခြေအနေကိုတော့ အားလုံးကထိတ်လန့်လို့နေခဲ့ကြပါရဲ့တရက်မှာတော့တခြားမိသားစုဝင်တွေအကုန်အပြင်ထွက်သွားကြတဲ့အခါမောင်လင်းဖြူတယောက်ဝိညာဉ်ခေါ်ဖုတ်ပြားကိုအသုံးပြုပြီးသူ့အတော်ရဲ့ဝိညာဉ်ကိုပြန်လည်ခေါ်ယူခဲ့ပါတော့တယ်ခဏအကြာမှာတော့လေမတိုက်ရပါပဲအိမ်ရဲ့တကားရင်းပြတင်းပေါက်တွေအကုန်ကသူ့အလိုလိုပိတ်လိုက်ဖွင့်လိုက်မုန်တိုင်းထန်လာခဲ့ပါတော့တယ်အရေးတွေကလည်းမောင်လင်းဖြူရဲ့အဒီမှာ သွာလာလှည့်ပတ်လို့နေပါရဲ့အခမ်းမိတွေကလည်းတက်ဖြက်ဖြက်လက်လို့ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေခဲ့ပါတော့တယ်။မောင်လင်းဖြူကတော့ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကြောင့်ကြောက်လန့်ပြီးသူ့အတော်ရဲ့အိတ်ခမ်းစီပြေးဝင်သွားလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူ့အတော်ကိုခရင်ပေါ်မှာထိုင်နေတာတွေ့လိုက်ရလို့မောင်လင်းဖြူကလည်းအတော်ကိုခေါ်ရင်းအနာကိုတိုးကပ်သွားလိုက်ပါတယ်။ သူ့အတော်ကတော့ကတင်ပေါ်မှာခေါင်းဖြီးနေခဲ့ပြီးတော့မျက်နှာကိုအုံမိုးနေတဲ့သူမရဲ့စပင်းတွေကိုဖယ်ရှားလိုက်ခါမောင်လင်းဖြူကိုလှမ်းကြည့်လိုက်ပါတယ်။သူမရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမောင်လင်းဖြူတယောက်စောက်လန့်မှုတွေပိုတိုးလို့သွားခဲ့ရပါတယ်။အတော်ဖြစ်သူရဲ့မျက်နှာကစောက်မက်ဖွယ်အတိဖြစ်လို့နေတာပါ။မျက်နှာပေါ်မှာဖြတ်သွားနေတဲ့လောက်ကောင်တွေကလည်း ရွာစီတက်လိုပါပဲဒီတရေအမျိုးသမီးကတော့မောင်လင်းဖြိုးကိုလှမ်းကြည့်ပြီးစောက်မက်ပွဲအပူညာနဲ့ရှားကိုထုတ်ပြလိုက်ပါတယ်မောင်လင်းဖြိုးရဲ့အခန်းထဲကပြေးထွက်လာတဲ့အခါမှာတော့အခန်းရဲ့အရှိ မကောင်းဆိုးဝါးတစ်ကောင်ကသူ့ကိုအသင်ဆောင်ကြုံနေပါတော့တယ်လက်ထောင်နေနဲ့ကြည့်နေတဲ့မကောင်းဆိုးဝါးနဲ့မောင်လင်းဖြိုးတယောက်ထိတ်တိုက်ရင်ဆိုင်လိုက်ရပါတော့တယ် အိမ်သားတွေပြန်ရောက်လာခဲ့ကြပါတယ်။အိမ်တကားပွင့်သွားပြီးချိန်မှာတော့အိမ်သားအလုံးအတွက်ထိတ်လန့်ဖွယ်ရာမြင်ကွင်းကိုမြင်တွေ့လိုက်ရပါတော့တယ်။မောင်လင်းဖြူတယောက်ဓာတ်တချောင်းကိုကန်ရင်းကကြောင်ကိုတက်ဖြတ်နေခဲ့ပြီးကြောင်ရဲ့အသားစိမ်းတွေကိုစားတောက်နေတာပဲဖြစ်ပါတယ်။မိသားစုတွေပြန်လာတာကို တွေ့လိုက်ရချိန်မှာတော့မောင်လင်းဖြူတယောက်ဒေါသတွေကြီးလာခဲ့ကကျေလောင်တဲ့အတံတွေနဲ့အော်ဟစ်ရင်က တတိလင်းမိလဲသွားပါတော့တယ်။အရင်နေ့နောက်ပိုင်းမှာတော့မောင်လင်းဖြူရဲ့အခြေအနေတွေပိုလို့ဆိုးဝါးလာခဲ့ပါတယ်။စေရောကအထူးကုနဲ့ကြားကြည့်ပေမဲ့ထူးခြားမှုတွေမရှိလာခဲ့ပါဘူး။အဲဒါကြောင့်ဖုန်းတော်ကြီးတွေကသာပွင့်ဖိတ်လို့မောင်လင်းဖြူကိုကူညီဖို့ကြိုးစားခဲ့ရပါတော့တယ်။ဖုန်းတော်ကြီးတွေရဲ့အကူအညီနဲ့တခြားမိသားစုဝင်တွေကမောင်လင်းဖြူကိုအိမ်ယာပေါ်မှာကြိုးချီထားနိုင်ခဲ့ကြပါတယ်။ဖုန်းတော်ကြီးတွေကတော့ မောင်လင်းဖြူရဲ့ချင်းတွေကတတော်ကြီးဆိုးွားနေတာကိုတွေ့လိုက်ရတယ်လို့ဆိုပါတယ်။အရင်နာမှာတော့ဖုံးတော်ကြီးတွေကမောင်လင်းဖြူရဲ့ကိုယ်ထဲမှာပူကတ်နေတဲ့မကောင်းဆိုးွားဝိညာဉ်ကိုဖယ်ရှားဖို့အမျိုးမျိုးစူးစားခဲ့ပြီးရဲ့နောက်မှာတော့နာကျင်မှုတွေကြောင့်ပဲမောင်လင်းဖြူတယောက်တည်းလျက်သွားခဲ့ရပါတယ်။သူအတွက်ကုသမှုတွေအမျိုးမျိုးကြိုးစားခဲ့ပေမဲ့ မကောင်းဆိုးဝါးကတော့ဆက်ပြီးကက်ညိနေတော့မှာပဲဖုံးတော်ကြီးတွေကစူးစမ်းဖျက်ရှားပေးနေပြီမဲ့မောင်လင်းချို့ရဲ့ကိုပေါ်မှာပါထဲရရီပေါ်ပေါက်လာခဲ့က သူ့ရဲ့ရင်ဘတ်ပေါ်မှာတော့တစ်ချီကပုံစံတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ဖုံးတော်ကြီးတွေကဒီလက္ခဏာကအင်္ဂလိပ်အခရာ X မဟုတ်ဘဲလက်တင်ဘာသာစကားနဲ့ပြောထားတဲ့နံပါတ်30ကိုကိုစားပြုတယ်လို့ဆိုပါတယ်အဲဒါကြောင့် မောင်လင်းဖြူရဲ့ကိုမှာကန့်ညင်နေတဲ့မကောင်းဆိုးဝါးတွေကဇယ်ဦးတတိဖြစ်တယ်လို့ပြောကြခဲ့ပါရဲ့နောက်တနေ့မှာတော့ဖုန်းတော်ကြီးတွေအားလုံးစုစည်းပြီးမောင်လင်းဖြူကိုကုသဖို့အတွက်သူ့ရဲ့အခန်းထဲစီရောက်လာခဲ့ကြပါရဲ့အခန်းထဲကိုရောက်တဲ့အချိန်မှာတော့မောင်လင်းဖြူတယောက်သူ့ကလေးပေါ်မှာရှိနေတော့ပဲညံ့ညက်ချက်ပေါ်မှာတွေ့ကပ်လို့ရှင်မောနေရင်ကလက်တင်ဘာသာစကားနဲ့ ြစ်သေးလောင်လောင်နဲ့စကားပြောဆိုနေတဲ့မောင်နှင်းဖြူကိုတွေ့လိုက်ရပါတော့တယ်။ဖုံးတော်ကြီးတွေကတော့ဖယားစာတွေစူပေါင်းရွတ်ဖက်ရင်သူ့ရဲ့အစီအစဉ်တွေနဲ့ကုသလိုက်တဲ့အခါမောင်နှင်းဖြူရဲ့ပါဇက်သေးကနေအနဲ့ရောင်အရေရီအန်ချလူလာခဲ့ပါတော့တယ်။ဒီနောက်မှာတော့မောင်နှင်းဖြူတရအိပ်ပျော်လို့သွားခဲ့ပါတယ်။နောက်တနည်းမနဲ့သူ့အိယာကနိုးလာတဲ့အခါမှာတော့အရာအလုံးကပုံမှန်ဖြစ်လို့နေခဲ့ပါပြီ။ မောင်နှင်းဖြူတယောက်အားနေနေတယ်လို့ခံစားရပေမဲ့သူ့ရဲ့အဖြစ်အပျက်တွေကတော့အားလုံးကြောက်ဆုံးသွားခဲ့ပါပြီ။ရှန်နင်းရဲ့အနားယူပြီးတဲ့အချိန်မှာတော့မောင်နှင်းဖြူလည်းအပြစ်အဝပြန်လဲကောင်းမွန်လာခဲ့ပါရဲ့။သူ့အနေနဲ့ဒီအဖြစ်အပျက်ကြီးကိုတော့လုံးဝမမှတ်မိပဲရှိနေခဲ့ပါတော့တယ်။ဇလန်းလေးကိုဒီလောက်နဲ့ပဲရနာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်နော်။ တရားပြောရှင်းဖွဲ့ရသတင်းချုပ်အချိန်ကာလလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။